ားလုံးမင်္ဂလာခင်ဗျာကျွန်တော်ခါပါဒီနေ့ကတော့ကျွန်တော်မကြခဏမိန်းမလေးရှိတယ်ဆာရေးစားလူငယ်လေးတွေညီငယ်ညီမငယ်တွေမိလေးရှိတယ်အဲမိခွန်းနေတဲ့ကပေါ့လေဆာရေးမယ်ဆိုရင်ဆာဆာရေးတော့မယ်ဆိုရင်ဘာဒီလေ့လာမလဲဘယ်ကြောင်းရာဒီလေ့လာမလဲဘယ်စောက်ဒီလေ့လာမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဆာဆာရေးကြတဲ့အခါမှာဟိုဝါသနာရဆာရေးကြတာပေါ့ဘယ်သူမှဆိုဝါသနာကိုရင်းခံပြီးတော့မှဆာရေးတာ အဲ့ဒီဝါသနာကိုအရင်ခံပြီးတော့ရေးလိုက်တယ်ကျွန်တော်တို့ကကြပြာလည်းဖြစ်မယ်ဝုထုလည်းဖြစ်မယ်စကပြေပဲဖြစ်မယ်အမျိုးမျိုးပေါ့နော်အက်ဆေးဖြစ်မယ်ဆောင်းမဖြစ်မယ်သူဒဖြစ်မယ်ရတဖြစ်မယ်ဒါပေမဲ့အဲ့ဒါတော့ကိုစစပြီးတော့ဝါသနာပါလို့ရေးလိုက်တာပေါ့နော်အဲ့လိုဝါသနာပါလို့ရေးရင်ရေးနေမှာကျွန်တော်တို့ကဟိုဥမာမဂဇင်းစာမျက်နှာတွေကိုပို့ကြည့်မယ်အဲအဲ့လိုပို့ကြည့်တဲ့အခါကျရင်အပေခံရတာတွေပါလို့ရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့ဒီဝါသနာပါလို့ရေးပြီးမယ်အတတ်ပညာပိုင်းဆိုင်ရာမှာလိုအပ်ချက်ရှိလို့ပေါ့ ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကစာရေးဆရာဖြစ်ဖို့အတတ်ပညာရှိဖို့လိုလားဆိုရင်တော့စာရေးတဲ့ဖြစ်စာရေးတဲ့ဆိုတာလေအတတ်ပညာနဲ့အမှုပညာကိုပေါင်းစပ်ထားတဲ့ဖန်တီးမှုတစ်ခုပေါ့နော်အဲဒါစာရေးမယ်ဆိုရင်အဲပထမဆုံးကတော့ဝါသနာရှိရမယ်ပြီးတော့မှအဲ့ဝါသနာနေမှာအတတ်ပညာအဲ့အတတ်ပညာကိုမှအမှုပညာနဲ့ပေါင်းစပ်ပြီးတော့မှကျွန်တော်တို့စာရေးဆရာတရားပေါ်အောင်တည်ဆောက်ရတာဆိုတော့လေဆိုတော့စာစာရေးမယ်ဆိုရင်ဘယ်လိုစာအုပ်တွေဖတ်မလဲဆိုတော့မြန်မာနိုင်ငံထောက်တဲ့စာအုပ်တွေတော့အများကြီးရှိပါတယ်မြန်မာ မြန်မာနိုင်ငံကျွန်တော်တို့ရှိရဆရာဆရာကြီးတွေထုတ်ခဲ့တဲ့ရေးခဲ့တဲ့သူတို့ဘဝဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်။ဒါပေမဲ့ဟိုကျွန်တော်ကျွန်တော်ကိုယ်လေးနဲ့ပြောရရင်ကျွန်တော်ပထမဆုံးစာရေးနည်းကိုဟိုစပြီးတော့စာစာရေးတဲ့ကျွန်တော်2009 2010 2017စသဖြင့်အဲ့ကာလတွေဆိုတော့လေအဲ့ကာလတွေတွင်မှာကျွန်တော်တို့လူရှိခဲ့တဲ့စာအုပ်တအုပ်ရှိတယ်။အဲ့စာအုပ်ကတော့ဒီဆရာဦးငိမ့်ဘာသာပြန်ထားတဲ့နှစ်ကျောင်းရဲ့တစ်ကျောင်းကျစ်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ ီစာအုပ်ကတော့ဒုတိယအကြိမ်စာအုပ်ပါကျွန်တော်အရင်အဲ့တုန်းကကျွန်တော်တို့တူရှိတဲ့စာအုပ်ကပထမအကြိမ်စာအုပ်2017ကာလလောက်ပေါ့ကနော်ကျွန်တော်မလေးရှားနိုင်ငံမှာရှိတုန်းကကျွန်တော်စာစပြီးမဂဇင်းစာမျက်နှာတွေမှာပါဖို့စာကြိုးစားတယ်အဲ့တုန်းကကျွန်တော်တို့တူရှိခဲ့တဲ့စာအုပ်အဲ့ကျွန်တော်မှာဘဲတော့တော့ passport စာအုပ်မပိုင်နေရမယ်အဲ့စာအုပ်ကတော့ပါတယ်ကားစာအုပ်ရရားစာအုပ်များဖြစ်ဖြစ်အဲတကယ်ကြီးမိတ်ဆွေစာအုပ်များဖြစ်အဲ့စာအုပ်တွေကစာမတစ်ပုဒ်ကိုပြန်ပြန်ဖတ်တယ်အဲ့လိုမျိုးပေါ့နော် အဲ့တော့ကျွန်တော်အဲ့ဆောင်အလွန်နီးပါးတောင်ရတယ်လို့ပြောလို့ရတယ်ဒါကတော့ဒုတိယကြိမ်အဲ့ပထမကြိမ်ဆောင်ကိုကျွန်တော်ကအဲ့လိုပဲစာစာစာရေးဖို့ဝါသနာပါတဲ့စာစာရေးဖို့ကြိုးစားနေကျွန်တော်မိတ်ဆွေတယောက်လက်ဆောင်ပေးလိုက်တာပေါ့နော်အဲ့ပြီးတော့ဒါကျွန်တော်နောက်ထပ်ပြန်ရေးထားတဲ့စာအုပ်ဒီစာအုပ်တည်းကတော့ဆောင်းပါပေါင်းစုစုပေါင်း34ပုဒ်ပါတယ်34ပုဒ်ပဲပထမပုဒ်တော့ဟိုလောက်20ကျော်ပဲပါမယ်တူတယ်ဒီထက်နေတယ်ဒီထက်ပါတယ်ဆိုတော့စာစာရေးမဲ့လူညီငယ်ညီမငယ်တွေအတွက် ဒီချောက်ကိုဖတ်ဖို့ကျွန်တော်ကတိုက်တွန်းပေးချင်ပါတယ်တရားကျွန်တော်တို့ဝါသနာရဆဆာကြီးမညင်ငယ်ဒီဆဆာကြီးနဲ့နဲ့ဆာကြီးနီးကိုမတီးဘူးဘယ်လိုရေးရမလဲဆိုတော့မတီးဘူးအဲ့ဒီမှာအတွေ့ချော်သွားတာအရေးချော်သွားတာရှိရင်ဒီစာအုပ်ကတက်မှတ်ပေးလိမ့်မယ်ဝါသနာရှင်ဆာကြီးဆရာတယောက်ကိုအတတ်ပညာအဲထည့်ပြီးတော့ဖန်တီးရေးသားနိုင်တဲ့ဆာကြီးဆရာတယောက်အဖြစ်ဒီစာအုပ်ကဖန်တီးပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကညွှန်ချင်ပါတယ်ဒီစာအုပ်ကိုဖတ်ကြည့်ကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်